မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်ဘုတ်ချုပ်တွင်မချိန်မုံနိုင်တဲ့သူဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကျွန်တော်တို့တွေကိုကိုကိုအကျဉ်းသားတယောက်လို့ခဏလောက်စဉ်းစားကြည့်အောင်ကျွန်တော်တို့ကအသက်80အရွယ်ရှိပြီးထောင်ထဲရောက်နေမယ်ပိုဆိုးတာကအပြစ်မရှိပဲမတရားသဖြင့်ထောင်ထဲအထက်ခံရမယ်ဆိုရင်ဘယ်လိုခံစားကြရမလဲတင်ကားရီတိုင်လျင်တွေအပါဝင်လက်နက်မျိုးစုံနဲ့စစ်တပ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဘုတ်ချုပ်တွေကလက်နက်မဲ့အမျိုးသမီးတအုပ်ကိုအမြင့်ကြောင်နေရတာနှစ်ပေါင်းများစွာကြာပြီး သူကတော့ဒေါအောင်ဆန်းစုကြည်ပေါင်ဘိုးချုပ်တွေလို့မဟုတ်ဘဲသူ့မှာဘာလက်နက်မှမရှိသလိုပိန်ပိန်ပါပါပျော့ပျော့ပြောင်ပြောင်နဲ့သူ့ကားမော်ကပန်းပန်ထားတဲ့ပန်းကလွှင့်ရင်ဘာမှမရှိပါဘူးဒါပေမဲ့ဘိုးချုပ်တွေကိုကြောက်တဲ့အရာကပြည်သူရင်းက သူ့ကိုပေးတဲ့လုတ်ပိုင်ခွင့်အာဏာဖြစ်တဲ့တနီးအားဖြင့်ပြည်သူများစုကမဲပုံးတွေကနေတဆင့်ပေးထားတဲ့အုပ်ချုပ်ခွင့်အာဏာနဲ့တရားဝင်မှုပါပဲ။ရိုးရိုးပြောရရင်ဒါဟာပြည်သူတွေရဲ့ထောက်ခံမှုဖြစ်တဲ့နိုင်ငံရေးသမားများပြားရတဲ့တာမန်ထောက်ခံမှုမဟုတ်ပေပုံမနဲ့ဆိုင်ပြီးအပြန်အလှန်ယုံကြည်မှုလေးစားမှုနဲ့တာဝန်သိမှုနဲ့ရတဲ့ထောက်ခံမှုဖြစ်တဲ့လူများပြားကသူ့ကိုခေါင်းဆောင်တယောက်ဖြစ်တာမကနိုင်ငံရဲ့မိခင်ဖြစ်လေမြင်ကြတယ်။တချို့ကဒါဟာပုံကိုရင်ကိုးကွယ်မှုဖြစ်တယ်လို့ဝေဖန်ကြတယ်။ဒါပေမဲ့ပြည်သူများစုရဲ့ထောက်ခံမှုဟာသူရဲ့ပြီးခဲ့တဲ့နှစ်ပေါင်းများစွာ တိုင်းပြည်ကိုချစ်ပြီးစွန့်လွတ်နစ်နာခံမှုတွေကြောင့်ဖြစ်ပါတယ်ပုဂ္ဂလိကဘဝနဲ့မိသားစုဘဝကိုဆွန့်လွတ်ပြီးပြည်သူကိုအလုတ်ကျွေးပြူတာကြောင့်လို့ဆိုရမှာပါဆိုတော့ပြည်သူစီကတောင်ဆန်းစုကြည်ရတာစစ်ဘုံချုပ်တွေဘယ်တော့မှမရတဲ့ရှုံချီမှုထောက်ခံမှုနဲ့မြစ်တာတရားပါပဲဒါကိုနိုင်ငံကြီးရတိတ်ပဲဖွင့်ရရင်ပြည်သူကသူ့ကိုတာဝန်ပေးရခြင်းပဲဖြစ်ပါတယ်အဲ့ဒီရှုံချီမှုက သူ့ပါတီရှင်ပြိုင်ခဲ့တဲ့ရွှေကောက်ပွဲတိုင်းမှာတောင်ပြိုကမ်းပြိုအောင်ပွဲခံရတာတွေဖြစ်စေတဲ့1990ခုနှစ်ကနေ2020ခုနှစ်ထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ကအပြတ်အသတ်အများစုနဲ့အမြဲတမ်းအနိုင်ရတယ်။အဲ့ဒီလိုချိန်မုံမရတဲ့ဖြီသူပြီးတဲ့ခွင့်အာဏာကစစ်ကောင်ဆောင်တွေကိုချောင်းလန်တာအမှန်မှဗိုလ်ချုပ်တွေတောင်ဆန်းစုကြည်ကိုဖားကြောင်ကြောက်ကြလဲသူတို့အာဏာလက်လွတ်ရမှာကြောက်လို့သူတို့ကျူးလွန်ထားတဲ့မတရားမှုတွေအတွက်တရားရင်ဆိုင်ရမှာကြောက်လို့တိုင်းပြည်ကိုမောင်းပိုင်စီးပြီးလှုပ်ရှားနေတဲ့သူတို့ရဲ့စီးပွားရေးနဲ့စီးစိမ်တွေဆုံးရှုံးရမှာကြောက်လို့ဒါတွေကသူတို့ရဲ့ ဓမ္မနဲ့ဝိသမလောဘတွေပဲဖြစ်ပါတယ်အဲ့ဒီတော့အကျိုးဆက်ကဘာဖြစ်မလဲဘိုးချုပ်တွင်ကသူ့ကိုဖမ်းဆီးတာပါပဲဆိုတော့သူတို့ကသူတို့ရဲ့ထာဝရအကျဉ်းသားဖြစ်ရတာပါ1988ကစတွက်ရင်၄ချိန်အဖမ်းခံရပြီးအခုတိနှစ်ပေါင်း19နှစ်ထိန်းသိမ်းခံခဲ့ရတယ်2021အာနာသိမ်းပြီးနောက်ပိုင်းမှာသူ့ကိုနောက်ထပ်28နှစ်ထောင်ကျခံထားတော့လွတ်ရမရှိသလိုပါပဲ ကမ္ဘာပေါ်မှာကြီးမားဆုံးဖမ်းခံရတဲ့နိုင်ငံခေါင်းဆောင်တယောက်လို့ဆိုရမှာပါထက်ခါထက်ခါရွှေကောက်ခံရပြီးအချိန်ချင်းအဖမ်းခံရတဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်ပြီးတော့ဇွန်လ19ရက်နေ့မှာသူ့အသက်80ပြည့်ခဲ့ပြီဆိုတော့ကမ္ဘာပေါ်မှာအသက်ကြီးဆုံးတအုပ်ရဲတော်အမျိုးသမီးအကျဉ်းသားလို့ပြောရမှာပါအားလုံးသိတဲ့အတိုင်းဒီနောက်ဆုံးချိန်ဖမ်းဆီးမှုကအဆိုးဆုံးမှာအကျဉ်းသားတယောက်လို့သာမကသူ့ကိုဒဇာကန်တယောက်လို့ဖမ်းထားတာဖြစ်ပါတယ်ဘယ်သူနဲ့မှလည်းတွေ့ခွင့်မပေးသလိုဘယ်နေရာမှာထားလဲဆိုတာတော့အသိမပေးပါဘူးစစ်ကောင်စီကလူရင်တော့အသက်နေတော့လဲပြီးနိုင်ငံရေးအပေးအယူတွေလုံမလားလို့စိုးရိမ်စရာပါ င်စေကောင်ဆောင်မင်းအောင်လှိုင်ရဲ့ရက်ဆက်မှုနဲ့နိုင်ငံရေးကောက်ကျစ်မှုရဆိုရင်ဒီတစ်ချိန်မှာမမျော်လင့်နိုင်ရဖြစ်လာနိုင်မလားဒေါအောင်ဆန်းစုကြည်အတွက်ဘယ်လောက်ထိအနေရရှိနိုင်မလဲဘယ်သူမှမသိနိုင်ပါဘူးစစ်ဘိုလ်ချုပ်တွေကို၆လက်နဲ့နိုင်ငံရေးလမ်းစဉ်နဲ့ရှုံချင်မှုဒေါအောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နဲ့ဒီမိုကရေစီအတွက်မတွန့်ဆုတ်တဲ့စိတ်ပိုင်းဖြတ်မှုဟာ1988ခုနှစ်ကလေးကစတင်ခဲ့ပါတယ်1988ခုနှစ်ဩဂုတ်လ26ရက်နေ့ရွှေတဂုံဖျားမှာဟောပြောခဲ့တဲ့သူရဲ့ပထမအောင်ဆုံးမိန့်ခွန်းမှာ1988အရေးတော်ပုံကိုမြန်မာနိုင်ငံ ရဲ့ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ပြောပြီးနိုင်ငံရေးထဲဝင်လာခဲ့တဲ့သူပါအဲ့ဒီအချိန်မှာသူအသက်43နှစ်ပါအဲ့ဒီနောက်ပိုင်းမှာသူဟာအချိန်ချင်းဖန်ခံရယုံသားမကဆေအစိုးရရဲ့နှိမ်ကြတဲ့ပုံကိုရတိုက်ခိုက်မှုတွေကိုလည်းဒီထက်ဆိုတာကဆေအုပ်စုရဲ့လှုပ်ကြံတပြတ်မှုစ조사မှုကိုတောင်မှခံရနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့နိုင်ငံရေးခြေဝန်နဲ့နိုင်ငံရေးလမ်းစဉ်တွေကအကြမ်းဖက်မှုနဲ့ရှမ်းလို့မှုတွေမရှိခဲ့ပါဘူး။သူ့ရဲ့နိုင်ငံရေးအတွေးခေါ်က liberal democracy ကိုအခြေခံနေအနှစ်သာရကတော့လူတိုင်းတက်လွတ်လပ်ခွင့်နဲ့တန်းတူခွင့်ရေးတွေကိုကာကွယ်ပေးနိုင်တဲ့အုပ်ချုပ်ရေးစနစ်ပါ။ ဒီစနစ်ကပြည်သူရွေးချယ်တဲ့ကိုယ်စားလှယ်တွေနဲ့ဒီမိုကရေစီကြာကြာအုပ်ချုပ်တာကိုဆိုလိုတာပါသူရဲ့နိုင်ငံရေးကျင့်ဝတ်တွေကတော့ရှိုးသားတဲ့နိုင်ငံရေးပါနိုင်ငံရေးမှာရှိုးသားမှုနိုင်ငံရေးဂုဏ်သိက္ခာရှိမယ်လို့ပြောခဲ့မှုပါတယ်သူရဲ့နိုင်ငံရေးလမ်းစဉ်ကတော့အကျန်းမဖတ်တဲ့နိုင်ငံရေးလမ်းစဉ်မှာပြီးတော့ဒိုင်ယာလော့ဆိုတဲ့တွေးဆောင်ဆွေးနွေးရင်းနီးလန်းနဲ့နိုင်ငံရေးပြဿနာကိုအဖြေရှာတဲ့လမ်းစဉ်မှာအိန္ဒိယနိုင်ငံရဲ့မဟာတမဂန်နီနဲ့အမေရိကရဲ့မာတင်လူသားကင်းတို့ရဲ့လမ်းစဉ်တွေဖြစ်ပါတယ် သူ့ရဲ့နိုင်ငံရေးပန်းနိုင်ကိုကြည့်မယ်ဆိုရင် အာဏာရှင်စနစ်ကလွတ်မြောက်ဖို့ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အကြံပြုရရင်ဒီမိုကရေစီကြကြဖက်ဒရယ်ပြည်ထောင်စုတိဆောက်ဖို့ပါပဲစစ်တပ်ရဲ့သူ့ကိုကြောင်လန့်မှုကအစကတည်းကထင်ရှားပါတယ်သူနိုင်ငံရေးလောကကိုဝင်လာပြီးတနည်းမပြင်းခင်1989ခုနှစ်မှာသူ့ကိုနေအိမ်မှာပထမအဦးဆုံးကျင်းချုပ်နှောင်ထားခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့အချုပ်နှောင်ခံထားတဲ့အချိန်မှတော့သူ့ရဲ့ပါတီဟာ1990ရွှေကပွဲတွေမှာတောင်ပြိုကမ်းပြိုနိုင်ခဲ့ပါတယ်ဗိုလ်ချုပ်တွေအဆက်ကွဲပြီးအန်ဝကရတာပထမအဦးဆုံးကျင်းဖြစ်ပါတယ် ဒါပေမဲ့သူဖန်ခံထားတဲ့အချိန်ဒီမှာသူရဲ့ NLD ပါတီကနိုင်ငံရေးတင်နေတတ်ပါတယ်။ဒါပေမဲ့သူလွတ်ပြီးဆိုတာနဲ့ပါတီကပြန်အသက်ဝင်လာသလိုပြည်သူလူထုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေလည်းပြန်အရှိန်ရလာပါတယ်။အဆိုးဆုံးလှုပ်ကြံခံရတာက2003ခုနှစ်ကစကိုင်းတိုင်းတပင်းရင်မှဖြစ်ခဲ့ပြီးအဲ့ဒီမှာသူရဲ့ရင်တန်းကိုစေအုပ်စုကြောတောင်နောက်ခံပြုဒုတ်ဓာကင်လူစိုးလူမိုက်တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်။သူရဲ့တီဗီကနိပုတ်တီက လွတ်မြောက်ခဲ့တဲ့သူ့ကိုထောက်ခံသူဒါဇင်ပေါင်းများစွာမလွတ်မြောက်နိုင်ဘူးအဲ့ဒီလိုလှုပ်ကြံတက်ဖြတ်မှုကိုအဲ့ဒီလုံကစေအစိုးရရဲ့အတွင်းမှုတစ်ဖြစ်တဲ့ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးစုဝင်းကအစီအစဉ်ခဲ့တာဖြစ်တဲ့တိုင်ရန်လို့ရှင်ကြီးမှုမရှိတဲ့စစ်ဗိုလ်တွေအဲ့ဒီလိုတိုက်ခိုက်မှုအမျိုးမျိုးခံခဲ့ရပြီးမင်းသူဟာမြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့သူ့ကိုဖမ်းဆီးတဲ့ဗိုလ်ချုပ်တွေနဲ့တွေ့ဆုံဆွေးနွေးရေးအမြဲလမ်းဖွင့်ထားခဲ့ပါတယ်ဒါပေမဲ့ဗိုလ်ချုပ်တွေကတော့ဒါကိုသူတို့အတွက်နိုင်ငံရေးလက်ကွက်အနေနဲ့အကြိမ်ကြိမ်အသုံးချခဲ့ပါတယ်2005ခုနှစ်အထိကုလသမဂ္ဂရဲ့အထူးတန်တမန်ဖြစ်တဲ့သူကဗိုလ်ချုပ်တွေနဲ့ ဒေါအောင်ဆန်းစုကြည်တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီးသူ့ရဲ့အတွေ့အကြုံကိုရေးသားခဲ့ပူပါတယ်ဒေါအောင်ဆန်းစုကြည်နဲ့စစ်ဘိုလ်ချုပ်တွေတွေ့တဲ့ညစာစာပွဲမှာဘိုလ်ချုပ်မူကြီးတန်းရှင်ကတက်ရောက်တဲ့ပြောလို့ရှိရဲ့လို့ဆိုပါတယ် dialogue မဟုတ်ဘဲနဲ့ မိုနိုလော့ဂျ်လို့ခေါ်ရမှာပါအဲ့ဒီနောက်ပိုင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့ပို့ချုပ်တွေတွေ့ဆုံတာမနည်းပါဘူးပို့ချုပ်ကြီးကနေတမရဖြစ်လာတဲ့ဦးသိန်းစိန်ဒီချိန်ကတက်ချုပ်ဖြစ်တဲ့စစ်ကောင်းဆောင်မင်းရောင်လိုင်းလို့ ਨੇ တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်ဒါပေမဲ့ဒါတွေကလည်းတွေ့တာသားဖြစ်ပြီး dialogue မြည်တဲ့နိုင်ငံတွေ့ဆုံမှုအဆင့်ကိုမရောက်ခဲ့ပါဘူးပြောရမယ်ဆိုရင်အမျိုးသားရှင်ကြားစင်ရေးအတွက် တွေ့ဆုံဆွေးနွေးဆိုတာတည်ကြမဖြစ်ခဲ့ပါဘူးအကြောင်းကတော့ပို့ချုပ်တွေမှာ dialogue ရင်ကျင်းမှုမရှိလိုပါပဲဖခင်ရဲ့စစ်တပ်တစ္ဆာဖောက်ခံရတာဒေါအောင်ဆန်းစုကြည်ဟာသူ့ဖေတီထောင်ခဲ့တဲ့စစ်တပ်ကိုတန်ရုံးစင်ရှိရဲ့ချက်တင်ဆိုပြီး ဒေါ်ဆန်းစုကြည်ထက်ခါထက်ခါပြောမှုတွေဒါပေမဲ့အဲ့ဒီစစ်တပ်နဲ့ဗိုလ်ချုပ်တွေကပဲသူ့ကိုထောင်ချင်းချင်းချတယ်ပြင်တပ်ဖြတ်ဖို့တိလောက်ကြံခဲ့တယ်။သူကတော့တကယ်တန်ရောဆင်ရှိတယ်လို့အမျိုးသားပြန်လည်တင်မြန်ရေးကိုပါရှိစုပြီးစီယုံတဲ့သဘောပြောတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာမျက်မျက်တရတာပြောရရင်အဲ့ဒီလိုပြောတာတွေရှိတယ်လို့စစ်ဗိုလ်ချုပ်တွေအဝေးဘန်ဆုံးကလည်းသူပါပဲ။ဒါကြောင့်လည်းစစ်တပ်ကတခြားနိုင်ငံသမားတွေထက်သူ့ကိုပိုပြစ်မှတ်ထားတာပါ။တကယ်တော့သူရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းတီခဲ့တဲ့စစ်တပ်ဆိုတာမရှိတော့ပါဘူး။1962ခုနှစ်ဘိုနေ ဝင်အာနာသင်ကလေးကစစ်တပ်ကိုသူ့ရဲ့ခါပိုက်ဆောင်တက်လုပ်ပြီးဖျက်ဆီးခဲ့တာပါဘူနေဝင်းကိုစက္ကန့်နဲ့ KSSS ဗိုလ်ချုပ်တွေအားလုံးကလည်းစစ်တပ်ကပြည်သူ့အလုတ်ကျွေးပြုဖို့တိုင်းပြည်ကိုကာကွယ်ဖို့ထက်သူတို့ရဲ့လက်ကင်တုံးဖြင့်စနစ်တကျအသွင်ပြောင်းခဲ့ကြပါတယ်1988ခုနှစ်ရှစ်လေးလုံးရေတော်ပုံကနေ2021ခုနှစ်ຫນွေဥတော်လိုင်းအထိဆန္ဒပြသူတွေကဗိုလ်ချုပ်ပြီးရစစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးလို့အမြဲကြွေးကြော်ခဲ့ကြပါပြီ။စစ်ဗိုလ်ချုပ်တွေကတော့သူတို့ရဲ့တပ်ဖြတ်မှုတွေမြင့်တက်သွားခဲ့ပါဘူး။ဒီကနေ့စစ်တပ်ဟာ ဖက်စစ်တပ်ဖြစ်နေတာကိုကျွန်တော်တို့အားလုံးတွေ့မြင်ခဲ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်လည်းအခုထောင်ထဲမှာနေပြရပြီမြေစစ်တပ်ကပြည်သူတွေကိုဗတ်လို့ရရက်ဆက်ဆက်တပ်ဖြတ်နေလဲဆိုတာသိရမှာပါ။ပြည်သူတွေကိုနှိမ့်ဆက်တပ်ဖြတ်နေတဲ့စစ်ဗိုလ်ချုပ်တွေကိုစီယုံဖို့ဆိုတာကြွဲပါဆောင်တည်တပ်ဖို့ဆိုပါတယ်။ဒါပေမဲ့စစ်တပ်ကိုလည်းစီယုံလိုက်ရုံမှုတွေကသူ့အတွက်ကြာရှုံးမှုတွေဖြစ်ခဲ့ပါတယ်။ ပြည်တွင်းမှာထက်ဆိုင်ရင်နိုင်ငံတကာဇက်ကုံမှာပါ1988ခုနှစ်ကဒီမိုကရေစီတိုက်ပွဲအတွက်သူ့ရဲ့အကြမ်းမဖက်ဥစားမှုတွေနဲ့ဆွန့်လွတ်နေနာခံမှုတွေကြောင့်နိုင်ငံတကာကနိုဘယ်ငြိမ်းချမ်းရေးဆုအပါဝင်စုပေါင်းများစွာပြည်ရခဲ့ပါတယ်။ဒါပေမဲ့ရိုဟင်ဂျာရေးမှာဒေါအောင်ဆန်းစုကြည်ကစစ်တပ်ဘက်ကဝင်ရောက်ကာကွယ်နေဆိုပြီးနိုင်ငံတကာကသူ့ကိုမြင်ခဲ့ပါတယ်။စစ်တပ်ရဲ့လူမျိုးသုံးတပ်ဖြတ်မှုကိုကာကွယ်ပေးခဲ့တဲ့နှုတ်ဆက်နေခဲ့နေဆိုပြီးစုတွေကိုလည်းပြန်ရုပ်သိမ်းခဲ့ကြသလိုတကဘာလုံးကဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတယ်။ဒါကတော့ကမ္ဘာမျက်နှာစာမှာသူ့ရဲ့ကြာရှုံးမှုမှာပဲ။ ပြည်တွင်းမှာလည်းဝေဖန်ခံရပေမဲ့မြန်မာပြည်သူအများစုကတော့သူ့ရဲ့ဒီလောက်ရက်ကိုအမျိုးသားပြန်လည်တည်မြဲရင်းနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမပြတ် စီဖို့အတွက်ဦးစားပေးခဲ့တယ်လို့မြင်ခဲ့ကြပါတယ်ဆိုတော့သူ့ကိုထောက်ခံမှုဟာမလျော့သွားခဲ့တာပါပဲ2020ရွှေကောက်ပွဲထက်တောင်သူ့ရဲ့ပါတီကိုမဲပို့ပေးခဲ့ကြပါတယ်စစ်တပ်နဲ့တင်းမြတ်ရေးလားတော်လန်ရေးလား2021အာဏာသိမ်းမှုကသူ့စ조사ခဲ့တဲ့မျိုးသားပြန်လည်တင်းမြတ်ရေးလမ်းကြောင်းကိုလုံးဝရှိုက်ချိုးပြစ်လိုက်ပါတယ်1988ကနေ2021ထိနှစ်ပေါင်းများစွာ30ကျော်အမျိုးသားပြန်လည်တင်းမြတ်ဖို့အတွက်조사မှုတွေအရာမတင်ခဲ့ပါဘူး တကယ်တော့ဒီလမ်းကြောင်းကိုဒီမိုကရေစီအင်အားစုတိုင်းရင်းသားအင်အားစုတွေအပေါင်းဝင်တိုင်းပြည်လုံးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်စစ်တပ်ကိုခွင်းလွတ်ပြီးပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်ဒီနီလမ်းကိုရွေးချယ်ရတဲ့အဓိကအကြောင်းရင်းကလည်းပြည်သူမင်းနာဖို့ရှိစုကြတာဖြစ်ပါတယ်ခေဆက်ဆက်စစ်ဘိုလ်ချုပ်တွေတိုင်းရင်းလော့လုံမလို့လို့လိန်လဲဟန်ဆောင်ခဲ့တာလည်းအားလုံးခံခဲ့ရတယ်2021အာနာသိမ်းမှုနဲ့စစ်တပ်ရဲ့ပြည်သူလူထုပေါ်အကြမ်းဖက်မှုတွေကိုကြည့်ရင်ဒီနီလမ်းကဘလို့မှမဖြစ်နိုင်တော့ပါဘူးနေတတူဝဘုံကျဲမှုတွေတပ်ဖြတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေဖမ်းဆီးမှုတွေက2021အာနာ ိမ်းပြီးကလေးကတည့်ရက်မှမရက်ခဲ့ပါဘူးဒေါအောင်ဆန်းစုကြည်ပြန်လွတ်လာလို့အဲ့ဒီလမ်းကြောင်းကိုပြန်သွားမယ်ဆိုရင်တော့ပြည်သူလူထုကလက်ခံနိုင်ဖို့ခက်ခဲသွားပါပြီသူရဲ့ပြည်သူသားအဓိကဆိုရင်စောင့်ပုံးနဲ့လည်းမကန့်ညီနိုင်တော့ပါဘူးပြည်သူတွေပြီးနေတဲ့တရင်စကားကရှင်းလင်းနေသွေးကြွေးမှဆွေးနွေးစရာမရှိဘူးဆိုတဲ့တရင်စကားဖြစ်တယ် generation z တွေအပါအဝင်နောက်ဆုံးတော်လိုင်းမျိုးဆက်ကဖက်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့ကျွေးကြော်တန်းအောက်မှာပုံပြီးခိုင်ခိုင်မာမာတွန်းလှန်နေကြတာဖြစ်ပါတယ်စစ်တပ်ကသူတို့ရဲ့ခေါင်းဆောင်ကိုအကျဉ်းချပြီးလူမြင်ကွင်းကဖျောက်ထားပြီးမြဲသူ့ရဲ့မတုံမဆုံအာဏာဖီဆန်မှုတွေ ကိုပြည်သူများစုကစက်ကင်ဆွဲပြီးတော်လှန်နေကြတာတွေ့ရပါတယ်။သူရဲ့လူမျိုးမှုကိုလည်းလူငယ်တော်လှန်ရေးသမားတွေအပါအဝင်ပြည်သူတွေကမျှော်လင့်နေကြတာဖြစ်ပါတယ်။လက်ရှိချိန်ထိစစ်ကောင်ဆောင်တွေအကြောက်ဆုံးနိုင်ငံရေးသမားပြပါဆိုသူဝဲဖြစ်ပါတယ်။သူဟာသူတို့ရဲ့အကြီးမားဆုံးရှန်သူတဦးပါစစ်ဘိုလ်ချုပ်တွေကတော့သူ့ကိုအပိသက်လောက်ကြံကျင်တာကတော့တန်လျာရှိစရာမလိုပါဘူးအခုလည်းသူ့ကိုထောင်ထဲမှာတဖြည်းဖြည်းချင်းနှင်းသက်နေသလိုပါပဲပြီးခဲ့တဲ့နှစ်ပေါင်း39နှစ်တာကာလတခြားမှာစစ်ကောင်ဆောင်တွေရဲ့နှစ်ရှည်ဖမ်းဆီးချုံနာမှုတပ်ဖြတ်ဖို့လောက်ကြံမှုတွေအပါအဝင် ်ကောက်ကျစ်မှုပေါင်းစုံကိုတော့သူကျော်လွှားနိုင်ခဲ့ပါပြီ ဒါကြောင့်မလို့သူရဲ့ထောက်ခံသူတွေကသူ့ကိုတမ်မနီနဲ့နင်းစီလို့ခေါ်ကြတာဖြစ်ပါတယ်။သူကပိန်ပြီးမဲ့တမ်မာပါတယ်၊အိုပြီးမဲ့ပြက်သားပါတယ်၊တယောက်တည်းပြီးမဲ့တတိမြဲမှာပါ၊ချုံနောက်ခံထားပြီးမဲ့ငိမ့်အေးမှာပါ။ကျွန်တော်ကိုယ်တိုင်လည်းနိုင်ငံရေးအကျဉ်းသားအနေနဲ့ရှင်းနေအချုံနောက်ရဲ့နာကျင်မှုတွေကိုဖျက်ဆီးခဲ့ပူတဲ့အတွက်ဘသူ့အမှထောင်ထဲမှာတစ်စက္ကန့်တစ်မိနစ်တောင်မနေစေချင်ပါဘူး။ဒါကြောင့်အခုမတရားအကျဉ်းချခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံအကျဉ်းသားအလုံးတယောက်မကျန်အမြန်လုံးလွတ်မြောက်ဖို့ဆန္ဒပြုပါတယ်လို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။